လုံးဝပြစ်မာတော့လုံးဝပြစ်မာတော့လုံးဝပြစ်မာတော့ပြင်းပြင်းနဲ့ကြောင်းပိတ်သွားတဲ့အတွက်နောက်ဆုံးမှာတော့နောက်ဆုံးတော့မိခဲ့ပြီပေါ့ဟာဟာဟာ Yes can like it on you လေးရဲဖန်းခံခဲ့ရပြီးတဲ့နောက်မှာတော့ကျွန်တော်ကိုပထမဦးဆုံးအခေါက်ဖြစ်တာရဲ့အရေးသွေးသိပ်မကောင်းတဲ့ပျက်စီးနေတဲ့လေးနဲ့ပြန်ပြီးသွားခဲ့တဲ့အတွက်ဒေါ်လာ60ပဲတန်ရိုက်ခဲ့ပါတယ် နောက်တစ်ခေါက်ဆိုရင်တော့မလွယ်ဘူးတော့မှလို့ဦးရဲ့ကြီးတို့ကကျွန်တော်ကိုတော့ပြောလို့လိုက်ပါတယ်ရဲတွေကတက်တဲကပတ်စံတွေအကုန်လုံးယူသွားခဲ့တဲ့အတွက်စားဖို့တောက်ဖို့လိုနေခဲ့တာနဲ့တခုတတိယမိသွားတာက Highland Point မြို့မှာပတ်စံပေးတဲ့အမိုက်ပုံးတွေရှိခဲ့တယ်ဆိုတာပါပဲအဲ့ဒီအချိန်မှာပဲကျွန်တော်မြေစာရုပ်ရှင်စကားတွေကနင်းမြက်ကိုတတိယသွားခဲ့တဲ့အတွက်တရားမဝင်တာတွေမလုပ်တော့ပဲရိုးသားစူးစမ်းမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်ပထမတော့အမိုက်ကောက်တန်တစ်ခုတည်းနဲ့လုပ်ငန်းစတင်ခဲ့ပြီမယ်အားမရတာနဲ့ရှစ်တန်ဝယ်ကောက်ခဲ့ပါတယ် ကြိုးကြိုးစားစားနဲ့ကုန်းယုံပြီးတော့မိုက်တွေကောက်ခဲ့ပေမဲ့လည်းတနေကုန်ကောက်တာမှဒေါ်လာ200ကျော်သာရရှိခဲ့ပါတယ်။အဲ့ဒီညမှာကျွန်တော်မှတ်ခဲ့တဲ့အိမ်မက်တစ်ခုကတော့ No, I ain't the type to give up. If I do something, then I do it till I get what I want. I turn a business out of nothing into something I love. I got a poker face, but honestly, I'm not one. အိမ်မက်ထဲကလုံးဖြစ်ဘူးဆိုရင်တော့မှကျွန်တော်နဲ့ကျွန်တော်မိသားစုပေါ်မှာတင်နေခဲ့တဲ့ကျွန်တော်ရဲ့ဆေးကုသမှုကုန်ကျခဲ့တဲ့အကျိုးတွေကိုပြန်ဆက်ဖို့ဆိုတာဒီလောက်ပတ်စံတော်ဖြစ်နိုင်ခဲ့တဲ့အတွက်နောက်ဆုံးမှရွေးချယ်စရာတခုပဲရှိခဲ့ပါတော့တယ်။ ောက်နေ့မနက်မှာတော့အမိုက်တွေကျုံပြီးတော့ပုံးနဲ့ကိုပြက်ထက်ခုံးပြီးဒီလာရှီကနောက်ထပ်မျိုးစေ့လေးတွေထွက်ကောက်ပြီးတော့အပင်တပင်ထပ်ဆိုင်ကျန်တဲ့အပင်လေးတွေကိုလည်းရေလိုလားပါလိုလားကြည့်ပြီးတဲ့အခါမှာတော့အပင်တွေကြီးလာဖို့အတွက်အချိန်ရှိသေးတာနဲ့အမိုက်သွားကောက်ပြီးတော့ပတ်စံနဲ့နှက်ရှာလိုက်ပါသေးတယ်ရတာတဲ့ပတ်စံလူတွေဗန်ထဲထည့်ပြီးရအောင်မှာတော့အပင်လေးကြီးလာပြီဖြစ်တဲ့အတွက်စာချိတ်ပါတော့တယ် ရိပ်ပြီးတဲ့အခါမှာတော့ထုံးစံအတိုင်းအိတ်လေးတွေကိုတေချာထည့်ပြီးတော့ customer တွေရှာရတော့တာပေါ့ customer တွေကိုဘယ်ချိန်ပို့မှလဲတေချာပြောပြပေးရသလိုဈေးလည်းနဲ့ညှိရပါသေးတယ်ဈေးညှိပြီး customer ကိုသွားပို့ပြီးတဲ့နောက်မှာတော့ဦးလေးနဲ့ဖုန်းပြောခဲ့တာပေါ့ကျေးဇူးပါကိုလူကြီးဒါလေးပတ်စံနဲ့နှစ်ဆရနေပြီဆိုပေမဲ့တကယ်ပတ်စံရချင်တယ်ဆိုရင်တော့ customer တွေအများကြီးလိုတယ်ကွာ customer တစ်တေလိုချင်တယ်ဆိုရင်တော့ ပစ္စည်းတွေနဲ့ရင်းပြီးတော့လကားလိုက်တက်ရလိမ့်မယ် customer တွေအများကြီးရလာရင်ပင်မိုးတွေခန်းနဲ့မဆက်လုပ်လို့နေတော့ဖြစ်ဘူးကွာနေရာကောင်းကောင်းတစ်ခုလိုလိမ့်မယ်အဲ့တော့မင်းဒေါ်လာ၈၀၀ရလို့ရှိရင်တေယုတ်သသောဆိုင်ရဲ့အန်ဒီကိုပျော်ကြည့်လိုက်သူ့ product ကခံဝယ်လို့ရမလားဆိုပြီးခုလေးပေးတဲ့အကြံအတိုင်းပထမဦးဆုံး model manager မတ်တော်နာကိုတိုင်တက်ကြည့်တဲ့အခါမှာတော့ခဏလေးနဲ့တက်ကြည့်ရမယ်ကောင်းတာပဲ။ဒါနဲ့ဥစားပါမယ်နော်။တတိယအပင်ကအဖူးပွင့်လေးတွေကိုရိပ်ပြီးတဲ့အခါမှာတော့ ်ဂျက်စီဆိုတဲ့ကြောက်စရာကောင်းတဲ့ညီမလေးတယောက်ကိုရောင်းခဲ့ရပါသေးတယ်။ဒါဆောင်းတာရလာခဲ့ပြီပါ။အင်းယေကျေးဇူးပါရှင်။အလုတ်ခဏလေးလှုပ်တာနဲ့တင်ဒေါ်လာ900လောက်ရခဲ့တဲ့အတွက်အဲ့ဒီညတော့ပျော်ပြီးတော့အိတ်ခဲ့တာပေါ့။စူးစမ်းမှုတွေကြောင့်လမ်းကျွက်ကြီးအဆင့်၃ရောက်ခဲ့ပါသေးတယ်။ JGL ဘတ်ရှီကလူစည်လေးတွေထပ်မှာပစ္စည်းလေးတွေလိုက်ပို့ကျေးဇူးကျေးဇူးကျေးဇူးတင်ပါတယ်။ Apple ကိုအကျွေးတော့ပြန်ဆက် customer အစ်တွေလိုက်ရှာပြီးတော့အမည်ပေး အော်ကောင်းတယ်ကိုလူကြီးထမမယ်နော်ဆူဟာမစိပူလိုက်မယ်နော်အော်ရန်ကောင်းတယ်ထမမယ်နော်ကစတာမာအဟောင်းနေစိတ်ချမ်းသာအောင်လိုက်ပူလိုက်တဲ့အခါမှာတော့ပတ်စံလောက်တော့ကြီးဖြစ်တဲ့အတွက်အခန်းသွားဝယ်ခဲ့ပါတယ်ဘာလဲမသိဘူးနော်ဟိုလာရှေ့ရဟုတ်တယ်အခန်းကျေးဇူးပဲသားကြီးနောက်ကတက်သွားလိုက်သလားကန်တဲ့ဘောကနာတက်ကြည့်ပြီးတော့နည်းနည်းဖီးပြီးတဲ့နောက်မှာတော့ကျွန်တော်လုပ်ငန်းအတွက်လိုတဲ့ပစ္စည်းတွေကိုရွှေ့ခဲ့တာပေါ့ ပြီးတော့အချိန်ကြာကြာပူခံတဲ့မြေကြီးတွေဒီဇယ်အချင်လို့ခေါ်တဲ့နည်းနည်းလေးစွဲစေတဲ့မျိုးစေ့အစ်စ်လူတွေကို စိုက်ကားအပွင့်ပိုထွက်စေတဲ့အနီရောင်အည်သွေးပူကောင်းစေတဲ့အစင်းရောင်အပင်တွေကိုမြန်မြန်ကြီးထွားစေတဲ့အပြာရောင်တန်းပြေဩဇာလေးတွေကိုညှပြီးဖျန်းပြီးခဲ့တဲ့နောက်မှာတော့ကျွန်တော်ရဲ့ဖောက်တဲ့ကြီးတွေကိုပြောအောင်လုပ်ပေးရတာပေါ့အရက်ကောက်တဲ့ခမကျေးဇူးတော်ဟေးယေဘရဒါရကောနဲ့နောက်ထပ်မျိုးစေ့လေးကိုစိုက်နေတော့မှာပဲ ဦးလေးနဲ့ဖုံးပြဖို့သတိရသွားခဲ့ပါတယ်။အဲ့ဒီမှာတရားကောင်းကောင်းလေးလေးရသွားပြီ။အစက်တည်းလည်းအပြားကြီးဆက်ရတော့ပဲဆိုတော့ဟောက်တယ်ကြီးအများလာပါပေါ့နော်။နင်းတယောက်တည်းရောက်ဝယ်လို့လေတို့ကဆွဲပြူးတယ်နဲ့။အဲ့တော့လူတယောက်ကငါလိုက်ပါလား။ကိုယ်လေးပြောတာကိုမှတ်သားထားခဲ့ပြီးရဲ့နောက်မှာတော့အဲ့ဒီညမှာကျွန်တော်ကလမ်းကျွတ်ကြီးအဆင့်၅ရောက်သွားခဲ့တဲ့အတွက်ပြက်စစ်ရိတ်တန်နဲ့ ရေလောင်းဆက်လေးတွေရပါခဲ့တဲ့အတွက်လုပ်ငန်းလက်ပတ်ရတာပုံမြန်သွားခဲ့တာပေါ့ဖောက်တဲ့တွေကမှားတဲ့အရေးအတွက်တွေကလည်းများလာတဲ့အတွက်ငါးခုထည့်လို့ရတဲ့ plastic ပလင်းလေးတွေကိုလည်းစသုံးလာခဲ့ရတော့တာပေါ့ကိုဘီကျွန်တော်ဖောက်တဲ့ယူတွေကတော့အားပေးစေအားပေးမြဲပါပဲ thank you sweet jesus ရောက်ခိုးတဲ့လုပ်ငန်းလေးကစပြီးတော့အဆင်ပြေလာပြီးတော့ဖောက်တယ်တွေလည်းများလာခဲ့တဲ့အတွက် ဦးလေးပေးတဲ့အကြံအတိုင်းကျွန်တော်ပစ္စည်းတွေကိုကူရောင်းပေးဖို့အတွက်ဘန်ဂျီဆိုတဲ့ဘန်နဲ့သွားစကားပြောခဲ့ပါတယ်။မင်းကတော့ပစ္စည်းပို့တာလုပ်ဝေးမလား။ရော်ရလေဒါပေမဲ့ဆက်ဆောက်ကျွန်တော်လာ900ပေးရမယ်ငါ့ကို။ပြီးရင်ရောင်းသမျှပစ္စည်းတွေ quality pass ံအောင်ယူမယ်။အဆင်ပြေလား။ဘန်ဂျီနဲ့အဆင်ပြေသွားပြီးခဲ့တဲ့နောက်မှာတော့သူ့ကိုရောင်းပေးဖို့ပစ္စည်းတွေပေးခဲ့ပြီးတော့ Cheers boss ။သူ့တာဝန်ယူရမယ့် customer တွေလည်းခွဲပေးခဲ့ရတာပေါ့။ ဒီလိုနဲ့အိမ်ကိုပြန်နေတော့မှဦးရဲ့ကြီးတယောက်ကိုတွေ့တာနဲ့သွားနှုတ်ဆက်ခဲ့ပြီးတဲ့နောက်မှာတော့ဘာကြီးရလဲရောပြောလာပြီဆရာပြောစစ်စေးရမယ် Oh no ဟာတော့ပါတော့ဟဲ့ Oh no Oh no လုံးပြမနော်လုံးပြမနော်လုံးပြမနော်